Hello အားလုံးပဲမင်္ဂလာပါဖိုးဖိုးမချန်ကနေကြိုဆိုပါရစေဒီနေ့ည Champions League ပွဲစဉ်နေ့ထဲမှာ Premier League က Manchester City နဲ့ Liverpool တို့လည်းကျွန်တော်ရှင်ပြိုင်ကစားကြမဲ့ပွဲရှိပါတယ် Chelsea တို့နဲ့တော့တပြိုင်နဲ့လာမှာပါဆိုတော့ကျွန်တော်ဒီမှာဒီညမှာတော့ Chelsea ပွဲကိုကျွန်တော်လုပ်ဖို့စီစဉ်ထားတယ်ဆိုတော့ Manchester City ပွဲကတော့ဘောနော်ဘောချောင်းတော့တပဲဘောချောင်းနေပါလိတော့လှုပ်ဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးလှုပ်ဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးအဲသို့တော်လည်းပဲ ျွန်တော်အချိန်ကြီးတော့ကျွန်တော်ကြည့်မယ်ပွဲတွေပါပြီးတော့ကြည့်မယ်ပေါ့လေဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲဒီဘက်မှာ Manchester City နဲ့ Liverpool ဘယ်တင်အနိုင်ရမယ်ကျွန်တော်ထင်ကြလဲဆိုတော့ပြီးခဲ့တဲ့ Premier sorry ပါလေဒီ Champions League ပွဲစဉ်ကကျွန်တော်တို့ဒီပြန်ကြည့်ရင်၄တို့ပါတို့ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် Manchester City ကဒေါ်မွန်တို့ပါတို့ကိုပေါ့နော်ကျွန်တော်တို့ဒါအနိုင်ယူထားပြီးတော့ Liverpool ကလည်း Benfica ကိုအဝေးကွင်းမှာ1-0နဲ့ကျွန်တော်အနိုင်ယူထားတယ်။ Liverpool ကဒီရာဒီမှာ နီးပြပြေး every tank ကတွေပါတယ်သူတို့ခန့်နေခန့်ပြီးတော့အချိန်ဒီမကောင်းတော့ချက်ချင်းပြန်ထုတ်တယ်ဘောနော်ပြန်ထုတ်ပြီးတော့ဒါနီးပြအပြောင်းလေးတွေပါတယ်လှုပ်ထားတာဒါတော်တော်လေးကိုမှန်ကန်မှုရှိသွားတယ်လို့ကျွန်တော်တို့ပြောရမယ်နောက်မှတိုးတက်မှုတွေတော့ကြောင့်တွေ့လာရတာဘောနော်တော့လီဗာပူးကစင်ကလက်ရှိကျွန်တော်ဒါ Champions League မှာတော့ထင်သလောက်ထိတော့အလုပ်ဖြစ်မနေဘူးပေါ့လေ။နောက်ပိုင်းကျွန်တော်ကစားထားတဲ့ Champions League လေးပွဲမှာဆိုသူတို့တပွဲနိုင်နှစ်ပွဲတည်းတပွဲရှုံးနဲ့တိုက်စစ်က6ခု၊ခန်းစစ်က10ခုပြန်ပြီးထားရပြီးတော့အဲ့ဒီလေးပွဲထဲမှာဆိုလို့ရှိရင်လည်း နောက်ဆုံးတပွဲကိုပဲသူတို့ကနိုင်ထားတာအဲ့တော့နိုင်ပွဲရှိထားတယ်ဆိုတော့ဒါမစိုးကျွန်တော်ပြောရမှာပေါ့လေနော်အဲ့တော့လီဗာပူးစီနီနဲ့မန်ချက်စတာစီးတီးကိုဒုက္ခပေးနိုင်ဖို့သူတို့ကျူးပန်းမှာဒါပေမဲ့အဝေးကွင်းကဘယ်လိုမှမလွယ်ပါဘူးဒါအပြင်လီဗာပူးစင်ကသူတို့ဘွန်ဒက်စလီကာမှာဆိုလို့ရှိရင်တော့အခြေအနေတွေပြန်ပြီးတော့ကောင်းလာပြီပေါ့ဘွန်ဒက်စလီကာမှာ7ပွဲမှာသူတို့9ပွဲနိုင်ထားပါတယ် ဒါပြီးနှစ်ပွဲတည်နှစ်ပွဲရှုံးနဲ့23မိနစ်တူရပြီးတော့ဘိုင်ယန်မြူးနင်းနဲ့တော့အမှတ်ကတအားကွာတယ်ပေါ့လေတူတူလည်းပဲလက်ရှိအဆင့်နှစ်ကလိုက်ပ်စီတို့ဘာလို့နေတူကြားထဲမှာနှစ်မှတ်ပဲကျွန်တော်ကွာပါတယ်အဲ့တော့ပြည်တွင်းမှာလည်းလီဗာပူးစင်ဟာတကယ်ကောင်းတဲ့ performance တီကျွန်တော်ပြလာပြီဒါပြီးရင်လည်းသူတို့ကဒေါ်မွန်နဲ့ပေါ့နော်သူတို့ပြည်တွင်းဘွန်ဒက်စလီကာပွဲကောပိုကယ်ဖလားပွဲကောဒေါ်မွန်နဲ့နှစ်ပွဲစတိုက်ကစားရမယ်ဆိုတော့ပြည်တွင်းမှာလည်းသူတို့မှာအရေးကြီးတဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ်တူတူလည်းပဲမန်ချက်စတာစီးတီးကွင်းမှာတော့ပေါ့နော်အနိုင်ရအောင်သူတို့လှုပ်ပြနိုင်ဖို့ကျွန်တော်လိုတယ်ဒါပေမဲ့လို့ ကျွန်တော်ကျွန်တော်လီဗာပူးစင်းနဲ့ဒီပွဲမနိုင်လို့ဘာမှတော့ဖြစ်မယ်လို့တော့မထင်ဘူးပြသေးလားသူတို့တပွဲပဲနိုင်သေးတယ်ဆိုပေမဲ့လေလက်ရှိမှာလီဗာပူးစင်းတို့မျောမှန်းထားမှာကသူတို့ပလေးအော့ဖ်အသင်းတွေမှာပါဖို့ပဲအဲ့တော့မန်ချက်စတာစီးတီးပွဲမှာမနိုင်လဲဘာမှတော့သိပြဿနာမရှိသေးဘူးလို့ထင်တယ်ဘယ်သူမှလည်းမန်ချက်စတာစီးတီးကွင်းမှာလီဗာပူးစင်းအနိုင်ရဖို့တော့မျောလင့်ထားတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အဲ့တော့လီဗာပူးစင်းအနေနဲ့ကျွန်တော်တို့မန်ချက်စတာစီးတီးကိုအလွန်အလွန်ဒုက္ခပေးနိုင်တောင်မှ လူရောမလဲဂူးနေအောင်ပဲသူတို့ဒုက္ခပြနေမှာမဟုတ်ရင်တော့မလို့ကျွန်တော်တော့ Manchester City ဘက်ကနှစ်ဂိုးသုံးဂိုးတွေနဲ့တော့နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကလည်းအကြောင်းရင်းတွေကျွန်တော်ရှိတယ် Manchester City အနေနဲ့ပြီးခဲ့တဲ့ Premier League မှာ Newcastle ကိုသူတို့အဝေးကွင်းမှာရှုံးထားတာ Premier League Title Race မှာဆိုလို့ရှိရင်လည်း ီးတယ်မလားဒီအာဆနယ်ကိုသူတို့ပြားပေးဖို့ကြိုးပမ်းတာအခုဆိုခုနှစ်မှတ်တွေပါတယ်သူကြံခဲ့ပြီဆိုတော့မလွယ်ပါဘူးအဲ့တော့ချန်ပီယံစ်လိမာကတော့အချင်းကြီးကောင်းမှရမယ်စီတီကချန်ပီယံစ်လိမာကျွန်တော်တို့အချင်းကြီးကောင်းနေတဲ့အသင်းတွေမှာပါပြီးတော့၄ပွဲမှာ၃ပွဲထိအနိုင်ရထားပြီးတော့တပွဲတည်းကြထားတယ်ဒါအပြင်တိုက်စစ်က၁၀ခုရပြီးတော့ခန်းစစ်က၃ခုပဲပြီးထားရတာကိုကျွန်တော်ကြည့်ရင်အင်တာမီလန်တို့အာဆနယ်တို့ပေါ့နော်ပိုင်းမြူနီတို့ကျွန်တော်တို့ပြီးမယ်ဆိုလို့ရှိရင်မန်ချက်စတာစီးတီးကအကောင်ဆုံးခန်းစစ်တွေထဲမှာပါပါတယ်။ဒါအပြင်နောက်ဆုံးကစားရတဲ့၄ပွဲမှာလည်း မန်ချက်စတာစီးရနောက်ဆုံးနှစ်ပွဲမှာနှစ်ပွဲဆက်တက်အနိုင်ရထားတယ်အဲ့ဒီတော့အဝေးကွင်းတွေကအိမ်ကွင်းတွေကိုနိုင်ထားတာဖြစ်တယ်အခုလည်းပဲအိမ်ကွင်းမှာကစားရမယ်ဆိုတော့လီဗာကူစင်အတွက်ကျွန်တော်မလွယ်ပါဘူးအာလန်တို့ကတောက်လျှောက်ဂိုးသွင်းနေတဲ့အချိန်မျိုးမှာလက်ရှိလီဗာကူစင်ရဲ့ခံစစ်နဲ့ဆိုရင်အာလန်ရဲ့သွင်းကိုထပ်ပြီးတော့မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဂျယ်မီဒူဂူရူရဲ့ဘောနော်ကျွန်တော်ဒါခြေသွမ်းကောင်းတွေကိုဆက်ပြီးတော့မြင်အောင်မဲ့ပွဲလို့ကျွန်တော်ယူဆတယ်အဲ့တော့ဒီပွဲကမန်ချက်စတာစီးတီးအတွက်ချန်ပီယံစ်လိမ်မှာနိုင်ပွဲတွေပါတယ်ယူပြီးတော့ဝီကန်မှာလည်းပြည်တွင်းမှာပွဲ ထက်ပြီးတော့အဆင်ပြေအောင်သူတို့ကြိုးပမ်းမဲ့အနေအထားမျိုးပါကျွန်တော်တို့ CD အနေနဲ့ဒီယာဒီမှာအများကြီးကောင်းလာကျွန်တော်တို့ဟိုတနေ့က new ဒီပါလဲ new carson နဲ့ပွဲမှာရှုံးနာတောင်မှမနိုင်ပြောရင်သူတို့က new carson မှုလို့ပြောသေးလားသူကနဲ့သူဆို999နဲ့လို့ကျွန်တော်ထင်တယ် carson ကကာဆယ်ကွင်းမှာဆိုပရီးမီးယားလိအတင်းကြီးတွေဘယ်သူမှမတွေ့ကြင်ဘူးဗျာ။အဲတော့ကာဆယ်ကသူတို့ကွင်းမှာဆိုတအားကောင်းနေတယ်မှာပါတယ်။ချန်ပီယံစ်လိမှာလည်းအဲ့လိုပဲသူတို့ကွင်းမှာဆိုသူတို့တအားကောင်းတာပေါ့နော်။အဲတော့ဟိုမန်ချက်စတာစီးရှုံးခဲ့တာကဟိုဘယ်လိုပြောမလဲ အန်အော်တွေကတော့မရှိခဲ့ဘူးပေါ့ဆိုတော့ CD ကအဲ့ဒီအတွက်ကိုဒီနေ့ကပြန်ပြီးတော့ပြောင်းပြန်လှန်ဖို့ကျွန်တော်လိုတာ CD နေနဲ့ဟိုအာဆင်နယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ Champions League ကို Premier League ကိုကောင်းနေတာအဲ့တော့သူတို့အနေနဲ့ကြံခဲ့လို့ကျွန်တော်မရပါဘူးဆိုတော့ဒီပွဲက Haaland ရဲ့ twin goal တွေထပ်ပြီးတော့မြင်ရမယ့်ပွဲလို့ကျွန်တော်ထင်တယ်ဒါအပြင်ကျွန်တော်ကွင်းလယ်မှာဆိုလို့ရှိရင် Rainer တို့ပြန်ပြီးတော့နေရာရလာမှလားပေါ့အခုက Foden ရဲ့ Nico Gonzalez ရဲ့ Bernardo Silva ရဲ့ကိုကြော်ပြီးတော့เนาะ Rainer ကနေရာမရဘူးဖြစ်နေတယ် အဲ့တော့ Rhinos နေနဲ့လည်းအချင်းကြီးကမကောင်းမှုယာစီဆမှာအဆင်ပြေသလိုဖြစ်ခဲ့ပြီးတော့အခုဆိုလို့ချင်းကျွန်တော် Mammo Studio ဘာလို့ပြန်ကောင်းလာပြီတကယ်ရော Mammo Studio ကတကယ်ခြေသွမ်းပြပြီးတော့ပွဲထွက်လူစီနီမာတွေရမလားကျွန်တော်မထင်ဘူးဆိုတော့ကောင်းနေပါတယ်ဆိုတော့ Foreign ကိုထက်ပြီးတော့သုံးဖို့လိုတဲ့ Chagi တို့ဖက်ပြီးတော့ပွဲကစားကူတွေရလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါကြတော့ဒီပွဲမှာဆိုလို့ချင်း Manchester City ကထက်ပြီးတော့အနိုင်ရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်2 zee 3 zee နေကိုပဲ Liverpool ကစင်ကိုနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဒီကရောဘလို့မြင်ရလဲစူနီကြပါအားလုံးကိုချစ်သူများကြီးတို့ပါ